ရန်ကုန်မြို့ရှိရှင်းဟောင်းသမိုင်းဝင်ဗိုလ်ချုပ်အောင်ဆန်းစေးကိုနိုင်ငံခြားသားခီးသွားဧည့်သည်တွေပို့မှုလာရောက်နိုင်မှုအတွက်အများပြည်သူရုံးပိတ်ရက်တွေဖြစ်တဲ့ကရင်နှစ်သက်ကူခရစ်စမတ်ဘက်ဂရီအစ်ဒီပါဝလီနေ့တွေမှာအခုနှစ်ကစတင်ပြီး ဖွင့်ရဖြစ်သက်မှတ်ကဈေးဖွင့်သွားမယ်လို့ရန်ကုန်မြို့တော်စီမံသားရရေးကော်မတီဈေးများဌာနရဲ့ကြေညာချက်အရသိရပါတယ်။အရင်ကအပတ်စဉ်တင်းနှလာနေအပြင်အဆိုပါလေးရပါဝင်တဲ့အများပြည်သူရုံးပရက်အလုံးကိုဈေးပရက်ဖြစ်သက်မှတ်ခဲ့ပေမဲ့အခုအခါနိုင်ငံခြားသားဧည့်သည်များခရီးသွားများပုံမှုအဆင်ပြေစွာလာရောက်နိုင်မှုရည်ရွယ်ပြီးအဆိုပါနေ့လေးရက်ကိုဈေးဖွင့်ဖို့တတ်မှတ်လိုက်ပါတယ်။ဘိုးကျောင်းအောင်ဆန်းစေးကြီးဟာကာကြီးအဆင့်တတ်မှတ်ချက်ရှိတဲ့1962ခုနှစ်မြူနီစပယ်မင်းကြီးမစ္စတာဂျာဗင်စကော့လက်ထက်ကလေးကတိစောက်ခဲ့တဲ့ ေးကြီးဖြစ်ပြီးဈေးစတင်ဖွင့်လှစ်ခဲ့စဉ်ကမစ္စတာဂျာဗင်စကော့ကိုအတိမတ်ပြုတဲ့အနေနဲ့စကော့ဈေးလို့သတ်မှတ်ခေါ်ဝေါ်ခဲ့ပါတယ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး1948ခုနှစ်ကစပြီးဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုတဲ့အနေနဲ့ဗိုလ်ချုပ်အောင်ဆန်းဈေးလို့ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်အဆိုပါဈေးဟာရှေးအောင်ဈေးကြီးတစ်ခုဖြစ်တဲ့အတွက်နိုင်ငံသားသားခီးသွားဧည့်သည်တွေအနေနဲ့စိတ်ဝင်စားလာရောက်ကြတဲ့နေရာတစ်ခုဖြစ်လာကယိုယွင်းမှုတွေရှိတာကြောင့် 2011ခုနှစ်ကုန်ပိုင်းမှာပြင်ဆင်မွမ်းမံခဲ့က2013ခုနှစ်နှစ်ကုန်ပိုင်းမှာလည်းစက်သိန်းပေါင်း3000ကျော်ကုန်ကြခန်းကအကြီးစားပြင်ဆင်မှုပြုလုပ်ခဲ့ပါတယ်။